မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။နေပြည်တော်နီးမှာဒီကနေ့မနက်ပိုင်းငလင်လောက်ခန်းဘူပြည်သူများတိတာစွာခံစားရပြီးနေအိမ်ပေါ်မှာပြေးဆင်းရတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်နီးမှာဒီကနေ့မနက်ပိုင်းငလင်လောက်ခန်းဘူပြည်သူများတိတာစွာခံစားရပြီးနေအိမ်ပေါ်မှာပြေးဆင်းရကြောင်းနေပြည်တော်မှာဝန်ထမ်းအတိုင်းဝိုင်းကပြောပါရတယ်။ ီကနေ့မနက်၈နာရီစတက်မနေချိန်နေပြည်တော်ပြည်မနာနဲ့ပတ်ဝန်းကျင်ဒေသတွေမှာငလင်းတိတာစွာလှုပ်ခတ်သွားကြောင်းနေအိမ်များရိန်ထိုးသွားပြီးငလင်းလှုပ်ခတ်ခြင်းမြေကြီးလှုပ်ရှားတဲ့ကြေလောင်တဲ့အတံမှာကြာရကြောင်းနေပြည်တော်ရွှေကြပင်ရပ်ကွက်မှာနေထိုင်သူဝန်ထမ်းတအုပ်ကဆိုပါတယ်ပြင်အားလေးလောက်တော့ရှိမယ်ထင်တယ်တော်တော်တိတိတာတာလှုပ်တာလူတွေလည်းအကုန်ပြေးထွက်လာကြတာကိုတင်မဟုတ်ဘူးကိုရဲ့ကွက်ထဲကလူတိုင်းပြေးထွက်လာတာလှုပ်တဲ့အချိန်တော့တိုးတယ်ဒါပေမဲ့လှုပ်သွားတာကျန်းတာလို့ဆိုပါတယ်မနေ့ကစွန်လာလေးရနေ့မြန်မာစံတော်ချိန်နေ့လယ်၁၂:၄၆မိနစ်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့အနီးမြေအောင်နှံ3ကီလိုမီတာကိုပဟိုပြုပြီးရစ်စတာစကိတ်၄တသမ5အဆင့်ရှိငလင်းလုတ်ခတ်သွားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့မင်းအောင်လိုင်းနဲ့မိသားစုအတုံးပြုဖို့ငှားရမ်းထားတဲ့ iPad အမျိုးအစား A319115MSN 5193လေးရင် HYALK ကိုဝယ်ယူရမှာနိုင်ငံတော်ဘတ်ဂျက်မှာအမေရိကန်ဒေါ်လာတန်း60နီးပါးအတုံးပြုခဲ့ပြီးမင်းအောင်လိုင်းစိတ်တိုင်းကြားလင်း အတွင်ပိုင်းကိုပြင်ဆင်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အတန်းဘတ်စကောင်းဆောင်မင်းအောင်လိုင်းနဲ့မိသားစုအတုံးပြုပုံငားရန်ထားတဲ့ Airbus အမျိုးအစား A319115MSN 5193လေးရင် XYELK ကိုဝယ်ယူရမှာနိုင်ငံတော်ရဲ့ဘတ်ဂျက်မှာအမေရိကန်ဒေါ်လာတန်း60နီးပါးအတုံးပြုခဲ့ပြီးမင်းအောင်လိုင်းစိတ်တိုင်းကြလေးရင်ကိုပြင်ဆင်ခဲ့ကြောင်းမြန်မာလီကြောင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ အခုနှစ်ဖေဖော်ဝါရီလအတွင်းမင်းအောင်လိုင်းနေမိသားစုအသုံးပြုဖို့အမေရိကန်နိုင်ငံ Aviation Capital Group တံမှငှားရမ်းထားတဲ့ Airbus အမျိုးအစား A319115MSN5193 လေးရင် HYAN လခေကိုဝယ်ယူခဲ့ရမှာအမေရိကန်ဒေါ်လာတန်း60နီးပါးအသုံးပြုခဲ့ကြောင်းအဲဒီအမေရိကန်ဒေါ်လာတန်း60နီးပါးမှာ လင်းရင်ကိုအပိသက်ဝင်ယူခြင်းနဲ့မင်းအောင်လိုင်စိတ်တိုင်းကြားလင်းရင်အတွင်းခန်းများပြင်ဆင်ခြင်းအတွက်တုံ့ဆွေးခဲ့ကြောင်းသိရပါတယ်။အပြည်ပြည်ဆိုင်ရာမြမလီကျောင်း MEI အမိခံပေးထားတဲ့အဆိုပါ Airbus လင်းရင်ကမင်းအောင်လိုင်ခီးစင်များအတွက်တီးတန့်အသုံးပြုနေပြီး၎င်းလင်းရင်နဲ့မင်းအောင်လိုင်မိသားစုကလည်းပြည်ပခီးစင်များဒေတာစိတ်သွားရောက်နေရှိကြောင်းသိရပါတယ်။လွန်ခဲ့တဲ့နှစ်များတွင်မင်းအောင်လိုင်ရဲ့ဇနီးဂျူဂျူလာတာတပီနဲ့မြေများစင်ကာပူကိုအလဲပတ်သွားရောက်ရမှာ၎င်းတောင်ကိုရီးယားနိုင်ငံကိုမင်းအောင်လိုင်ရဲ့ဇနီးနဲ့တာတပီများဈေးဝယ်ထွက်ရမှာ၎င်း MEI Airbus လင်းရင်ကိုအသုံးပြု ခဲ့ကြောင်းသိရပါတယ်။ MEI လေးချောင်းလိုက်မှာရခင်က KPZ ဦးအောင်ကိုဝင်ကပိုင်ဆိုင်ခဲ့တော့လဲအခုက24 hour အုပ်စုရဲ့ဥက္ကဋ္ဌဦးအောင်အောင်စောကပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ ဆက်လက်ပြီးမြန်မာပါဝင်နိုင်ငံပေါင်း16ခုမှနိုင်ငံသားများအမေရိကန်နိုင်ငံကိုခီးသွားဝင်ရောက်ခွင့်တားမြစ်နေမိကိုအမေရိကန်သမ္မတထရန့်ကလက်မှတ်ရေးထိုးပြီးမြန်မာနိုင်ငံသားတွေကိုအမေရိကန်ဝင်ရောက်ခွင့်လုံးဝကန့်သတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့ပြည်သူလုံခြုံရေးအန္တရာယ်များမှာကာကွယ်နိုင်ဖို့မြန်မာပါဝင်နိုင်ငံပေါင်း16နိုင်ငံမှနိုင်ငံသားတွေအနေနဲ့အမေရိကန်နိုင်ငံကိုခီးသွားလာဝင်ရောက်ခွင့်တားမြစ်နေမိကိုအမေရိကန်သမ္မတထရန့်ကဒီကနေ့လက်မှတ်ရေးထိုးလိုက်ကြောင်း CNN သတင်းရသိရပါတယ်။မြန်မာနိုင်ငံသားတွေက မေရိကန်နိုင်ငံကိုခရီးသွားလာဝင်ရောက်ခွင့်လုံးဝကန့်သက်ထားတဲ့နိုင်ငံပေါင်း၁၂နိုင်ငံမှပါဝင်ကြောင်းအာဖဂန်နစ္စတန်မြန်မာဘမာချတ်ကွန်ဂိုတမရနိုင်ငံအီကွေတာရီယဂီနီအီရီထရီးယားဟေဒီအီရန်လိဗျာဆိုမာလီယာဆူဒန်ရှီမင်းစုစုပေါင်းနိုင်ငံ12ခုမှနိုင်ငံသားတွေကိုအမေရိကန်ကိုဝင်ရောက်ခွင့်လုံးဝအပြည့်အဝကန့်သတ်လိုက်ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံသားတွေကိုအမေရိကန်ကိုဝင်ရောက်ခွင့်လုံးဝပိတ်ပင်ရခြင်းမှာအမေရိကန်နိုင်ငံမှာမြန်မာနိုင်ငံသားတွေရဲ့ဗီဇာတက်တန်းကျော်လွန်နေထိုင်မှုများများပြားခြင်းကြောင့်ဖြစ်ပြီး B1 B2 ဗီဇာနဲ့တက်တန်းလွန်နေထိုင်မှု29.39ရာခိုင်နှုန်း FM နဲ့ G ဗီဇာတက်တန်းလွန်နေထိုင်မှု42.19ရာခိုင်နှုန်းရှိကြောင်းထားပြီး ြန်မာနိုင်ငံကအမေရိကန်ကဖေရှားတဲ့နိုင်ငံသားတွေကိုပြန်လည်လက်ခံဖို့ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်းအမေရိကန်သမ္မတအင်ဂျူရောကသတင်းထုတ်ပြန်ပါတယ်။အမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်တစ်စိတ်တစ်ပိုင်းကန့်သတ်ခံရတဲ့နိုင်ငံပေါင်း9ခုရှိပြီးအဲ့ဒီနိုင်ငံမှာပိုလိုနီ၊ဂျူဘာ၊လာအို၊ဆီယာလီကွန် တိုကိုထပ်မင်းနစ်စတန်နဲ့ဗင်နီဇွဲလာတို့ပါဝင်ကြောင်းသိရပါတယ်။ဒါပေမဲ့အမေရိကန်ပြည်ထောင်စုမှတရားဝင်အမြဲတမ်းနေထိုင်ခွင့်ရထားသူများလက်ရှိရှိရင်ဆွဲဗီဇာကင်ဆောင်သူများတချို့သောဗီဇာမျိုးစားများနဲ့အမေရိကန်မျိုးသားကြိုးစည်းဝါကိုဆောင်ရွက်ပေးတဲ့လူပုဂ္ဂိုလ်များအတွက်ချွင်းချက်အနေနဲ့အမေရိကန်ကိုနေထိုင်ဝင်ရောက်သွားလာခွင့်ဆက်လက်ခွင့်ပြုထားကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ဂျိုးပင်ကောင်မြူနယ်မှာပေါ်တာဆွေရန်လာတဲ့စစ်ကြောင်းကို PDM များနှင်းရဲဆက်တိုင်းတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုတိုင်းဂျိုးပင်ကောင်မြူနယ်မှာကျေးရွာများကိုစစ်မှုထမ်းကိစ္စပေါ်တာဆွေရန်လာတဲ့စစ်ကောင်စီတပ်နဲ့ပြူစော်တီဖွဲ့ကိုတော်လိုင်းပူပေါင်းတပ်တွေကနှင်းရဲဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်းရှုမ GBK PDF တက်ခွဲမှုကပြောပါရယ်ဂျိုးဝင်ကောင်နဲ့ဗရောင်မြိုင်ရွာကိုဝင်ရောက်ပေါ်တာဆွဲနေတဲ့အင်အား80ခန်းပါစစ်ကောင်စီတပ်ကိုဇွန်လ1ရက်နေ့မနက်8နာရီမှာဈာဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါရယ်ဒါအပြင်အစိုးရစစ်ကြောင်းကဇွန်လ2ရက်နေ့နေ့လယ်နေ့ပိုင်းကမှပေါ်ပင်စဲဘက်ကိုထပ်မံစစ်ကြောင်းတို့ရရှိလွန်မြောင်းပောင်ပေါ်မှာမိုင်းဆွဲတိုက်ခိုက်ခြင်းလက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းစစ်ကောင်စီဘက်မှ6ဦးသေဆုံးပြီးတအုပ်ပြင်းထန်ထဏ်ရန်ရရှိသွားကြောင်းသိရပါရယ်ပြူစောတီနဲ့စကားဆအင်အား80ခန်းကဗရောင်မြိုင်ရွာကိုဝင်ရောက်ပေါ်တာဆွဲမိရှုနေကြလို့ကျွန် ော်တို့ကိုအသင့်ပြင်ဆင်ပြီးစောင့်ကြိုမိုင်းဆွဲပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့စည်ရေးတိုက်ခိုက်မှုနဲ့ဆက်လင်းပြီးရိုးမာ JPK PDF တက်ခွဲမှုကသတင်းဌာနကိုပြောပါတယ် ရေလွတ်မြောင်ဘောင်ပေါ်မှာမိုင်းဆွေရမှာစစ်ကောင်စီတပ်စစ်ကြောင်းရဲ့ရှေးပွိုင်မှာအင်အားရှိဦးနဲ့လာစဉ်မိုင်းခွဲခဲ့ခြင်းဖြစ်ပြီး၆ဦးနေရာတင်လဲကြတီဆုံးကတအုပ်ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်စစ်ကြောင်းကတီဆုံးနဲ့ဒဏ်ရာရသူတွေကိုအရေးပေါ်တင်ထုတ်ပြီးဇီးကုန်းမြို့နယ်ဗတ်ချန်းရှိဘော်ပင်ရွာကိုတပ်ပြန်ဆုတ်သွားပြီးဇွန်လ၄ရက်တပ်အင်အားထပ်မံဖြည့်တင်ကကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေကြောင်းတော်လိုင်းတပ်ဖွဲ့တွေစီမှသိရပါတယ်။အထက်ပါစီရေးတိုက်ခိုက်မှုကိုရှိုးမ GPK PDN PDZN GPK PDN 地方。 Dragon ဘရာသာတပွဲတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။နောက်ထပ်တပုတ်အနေနဲ့မွန်ပြည်နယ်မှာလိုင်စင်မဲ့ရှင်ဖမ်းမိပါကလူကိုပါထောင်ချနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်တွင်းကမြို့နယ်တွေမှာစစ်ကောင်စီဌာနဆိုင်ရာပူးပေါင်းဖွဲ့တွေကလိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးတင်ဆက်နေပြင်လိုင်စင်မဲ့ရှင်စီးနင်းသူတွေကိုပါထောင်ဒဏ်ချမှတ်နေတယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်တဲ့သူတွေကပြောပါရယ်။စစ်ကောင်စီကလိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးရမိပါကလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုတင်ဆက်ပြီးရနောက် လိုင်စင်မဲ့ရှင်စီးနင်းသူတွေကိုပါတခါတည်းဖမ်းဆီးပြီးပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ထောင် င်တန်းချမှတ်နေတာပါအခုလိုပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့လိုင်စင်မဲ့ရင်းစင်းနေသူတွေကိုထောင်တန်းချမှတ်တဲ့နေရာမှာလည်းအမြန်ဆုံးနေခြင်းပြီးပုံစံအမိန့်ချမှတ်နေတာဖြစ်ပြီးအနေအဆုံးထောင်တန်းတစ်လချမှတ်တာရှိသလိုအာမခံလည်းမပေးဘူးလို့သိရပါဗျ။ ်စစ်ကောင်စီကလိုင်စင်မဲ့ရှင်တွေကိုညွှန်းညပါမျိုးဝင်မျိုးထွက်တွေမတော်ရင်သွာလာမှုများတဲ့နေရာတွေမထင်မှတ်ထားတဲ့နေရာတွေအပြင်နေအိမ်တွေထိပါလိုင်လံဖမ်းဆီးနေပြီးဖမ်းဆီးရမိပါကနေအိမ်ပိုင်ရှင်တွေကိုပါဖမ်းဆီးခေါ်ဆောင်သွားတာတွေရှိပါတယ်အမိမဖော်လို့တဲ့မွန်ပြည်နယ်ဒေသခံတအုပ်ကလိုင်စင်မဲ့ရှင်တွေကိုဖမ်းဆီးနေတာကြောင့်မျိုးတွေမှာအသွာလာရှင်းလင်းနေတယ်လို့လူမှုစီးပွားဘဝတစ်ခုလုံးပေါ်ထိခိုက်မှုတွေရှိနေတယ်လို့ပြောပါတယ်အကုံလုံးမျိုးတွေမှာဆိုဒီနေ့ဆိုရှင်းနေတာပေါ့ဖမ်းဆီးများတဲ့နေ့ဆိုနေကကားရီကလည်းမတက်နေကကားရီလည်းအကုံလုံးလိုင်စင်မဲ့တွေကြီးပဲနေက ကားတွေမတက်တော့ဒီမှာရောင်းဝယ်တွေမဖြစ်ဘူးပေါ့အများကြီးခက်ခဲရှိတယ်တမိုင်းကြီးရောဒီဘာသာရေးပိုင်းတွေရောနာရေးပိုင်းတွေရောအကုန်လုံးခက်ခဲရှိတာပေါ့လို့ဆိုပါတယ်လိုင်စင်မဲ့ရှင်တွေကိုစစ်ကောင်စီကအကြီးကျယ်ဖမ်းဆီးနေတဲ့အတွက်ဖမ်းဆီးခံထိပါကမိမိပိုင်ဆိုင်တဲ့မော်တော်ယာဉ်တင်ဆက်ခံရမယ်ပြင်လူကိုပါထောင်ဒဏ်ချမှတ်နေတာကြောင့်နှစ်ခါနစ်နာရမယ်အခြေအနေဒေသခံများစုကြုံတွေ့နေရတယ်လို့သူကဆက်ပြောပါတယ် လိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးပြီးထောင်ဒဏ်ချမှတ်နေတာကပြီးခဲ့တဲ့မေလ20ရက်နေ့ကနေပြီးတော့မှပြုလုပ်တဲ့စစ်ကောင်စီဖွဲ့ရဲ့လုပ်ငန်းညှိနှိုင်းဆွေးမစစ်ကောင်ဆောင်ဖို့ချုပ်မှုကြီးမင်းအောင်လိုင်ရဲ့ညွှန်ကြားချက်ကြောင့်ဖြစ်ပါတယ်။ဒေသတွင်မှာတော့စစ်ကောင်စီကဒေသခံတွေရဲ့လိုင်စင်မဲ့ရင်တွေကိုအကြီးအကျယ်ဖမ်းဆီးနေပြီးမြေစစ်ကောင်စီအတိုင်းဝိုင်းကသူတွေစစ်တပ်နဲ့နှိစက်သူတွေရဲတပ်ဖွဲ့ဝင်တွေပြင်ဌာနဆိုင်ရာဝန်ထမ်းတွေလိုင်စင်မဲ့ရင်စီးနင်းနေကြပြီးမြေဖမ်းဆီးမှုမရှိတဲ့ပေါ်ဒေသခံတွေကြားဝေဖန်မှုတွေမြင့်တက်နေတာပါ။မွန်ပြည်နယ်မှာတော့လိုင်စင်မဲ့ရင်တွေကိုစီမံချက်နဲ့ဖမ်းဆီးနေပြီးလက်ရှိအချိန်ထိလိုင်စင်မဲ့က ကဆိုင်ကယ်ပါဝင်ဘေးတွေစုစုပေါင်းရှာနေချီဖန်စီထားတာလိုင်စင်မဲ့ရှင်စီးနင်းသူတွေကိုတော့ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ဆက်လက်အရေးယူနေရလို့စစ်ကောင်စီနဲ့နှိစက်တဲ့သူတွေစီကတရားကြောင်သတင်းမှဖော်ပြပါရှိပါတယ်ရှင်။